အားလုံးမင်္ဂလာပါ။အင်္ဂလန်နိ ma, ုင်ငံမှ ma, ာကင်ဆာ15မျ ma, ိ ma, ုးကိ ma, ုကုသပေးနိ ma, ုင်တဲ့စီးသမျိုးစတင်ထိုးနှံပေးနေတဲ့အကြောင်းပြောပြပေးကြပါမယ်။အင်္ဂလန်နိုင်ငံဟာဥရောပတိုက်မှာဗြိတိသျှတင်ထိုးနှံပေးနေတဲ့အကြောင်းပြောပြပေးကြပါမယ်။အင်္ဂလန်နိုင်ငံဟာဥရောပတိုက်မှာပထမဆုံးအဖြစ် ကင်ဆာ15မျိုးကို ကုသပေးနိုင်တဲ့စီးသမျိုးထိုးနှံပေးလျက်ရှိပါတယ်။ of the bowl လို့အမည်ရတဲ့အဲ့ဒီဆေးဟာအဆုတ်ကင်ဆာ၊ဥမာကြီးကင်ဆာ၊အရေပြားကင်ဆာအပါအဝင် ကင်ဆာယောဂါ15မျိုးကို ကုသပေးနိုင်စွမ်းရှိပြီးဆေးထိုးနံဖို့လည်းအချိန်3မိနစ်ကနေ5မိနစ်ကြာပဲကြာမြင့်ပါတယ်အခုလိုဆေးထိုးနံမှုကြောင့်တစ်နှစ်ကို လူငါတပေါင်းခွဲအထိ အကျိုးသက်ရောက်မှုရှိစေနိုင်မယ်လို့ခန့်မှန်းထားပြီးဆေးရုံတွေရဲ့လုပ်ငန်းဆောင်နာတွေကိုလည်းတည်တည်တာတာချောချပေးနိုင်မယ်လို့မျှော်မှန်းထားကြပါတယ် ဆေးဝါးနှင့်ကျန်းမာရေးပစ္စည်းစီးမြင်ထိန်းသိမ်းရေးအေဂျင်စီ MHRI ကထောက်ခံချက်ရရှိထားတဲ့ဒီဆေးဟာ ကိုကံအားစနစ်က ကင်ဆာဆဲတွေကို ခွဲခြားဖော်ထုတ်ပြီးတိုက်ဖြတ်နိုင်စေတဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်ပေးတာဖြစ်ပါတယ်